ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ Northern Forest ကဟိုတနေ့တုန်းက Chelsea ကိုဂိုးပြတ်ရှုံးနိုင်ခဲ့ပြီးမှအသင်းပိုင်ရှင်ဖြစ်သူကသူတို့ရဲ့နီးပြ Ange Postecoglou ကိုယာဒူးကထုတ်ပယ်လိုက်တယ်ဆိုတော့အခု Forest ကဒါသူတို့ရဲ့နီးပြအသစ်ဖြစ်ဒါအခြားထိပ်တန်းနီးပြပေါ့လေပြီးခဲ့တဲ့ရက်ပိုင်းမှာ ရောဘတ်တိုမန်ချီနီတောင်သူတို့တွားရောက်ဆွေးနွေးခဲ့ပေမဲ့နောက်ပိုင်းမှာပိုပြီးတော့ realistic ဖြစ်တဲ့ပိုပြီးတော့ဖြစ်နိုင်ခြင်းအရှိဆုံးဖြစ်တဲ့ source ဖြစ်တဲ့ဒါရှုံတိုက်ကိုပဲသူတို့ရွေးချယ်လိုက်တယ်ဆိုတော့ဒါအခုလက်ရှိမှာဒီဘယ်လိုပြောမလဲဆိုတော့ Northern Forest ကသူတို့ရဲ့နီးပြအသည့်ဖြစ်ဒါအခုလက်ရှိမှာရှုံတိုက်ကိုတွားရောက်ဆွေးနွေးခဲ့ပြီးမကြပြီးသဘောတူညီမှုရရှိတော့မယ်ဆိုတော့ရှုံတိုက်ကိုဒါဒီဘယ်လိုပြောမလဲဆိုတော့အရန်ကြီးအေးဘယ်လိုပြောမလဲကျွန်တော်တို့ကအရန်ကြီး ဒီအရင်မကြိုက်ဘူးဗျာဒါပေမဲ့ဘယ်လိုပြောမလဲဆိုတော့ဒီနီးပြကကစားရခတ်တဲ့ဘယ်လိုပြောမလဲနီးပြဖြစ်တဲ့ပြီးတော့ခံစစ်မာကြောတဲ့အသင်တိုင်းကိုဒုက္ခပေးနိုင်စွာရှိတယ်သူအေဘတမာကင်တဲ့အချိန်မှာရောဘန်လီမာကင်တဲ့အချိန်မှာရောလုတ်ပြနိုင်တယ်အဓိကအပြ forest ကတော်တော်လေးအခြေအနေဆိုးတယ်ဟန်ချက်ညီဖို့သူတို့လုံးလုံးအချိန်မှာဒါအခုလောလောဆယ်မှာတော့ဒါကျွန်တော်အမြင်တော့ရှွန်တိုက်ကအစိုးရတဲ့ကအကောင်းပေါ့လေဆိုတော့ ဒါအခုလောလောဆယ်နေထားရ DB Austin ရဲ့ report မှာရောဒါ Fabrizio ရဲ့ report မှာရှုံတိုက်ကဒါအခုလက်ရှိနီးပြရာတို့အတွက်ရေပန်းစားပြီးတော့ Forest ကအဓိက main နီးပြဖြစ်ခံဖို့စပြီးဆွေးနွေးတဲ့သဘောတူညီမှုရဖို့အားလုံး agreement ရပြီးမကြမီမှာကြေညာမယ်မာကိုဆေးဘာကိုသူတို့သွားဆက်သွယ်သေးတယ်ဖူအန်သင်းရဲ့နီးပြမာကိုဆေးဘာကို Northern Forest ရဲ့ Okra ပိုင်ရှင်ဖြစ်သူကသွားရောက်ဆက်သွယ်တယ်ဒါပေမဲ့မာကိုဆေးဘာမှာယိုကြီးစာချုပ်ရှိတဲ့ American Dollar တန်း20ပေါင်အားဖြင့်15တန်းရှိတဲ့ယိုကြီးစာချုပ်ရှိတယ်ဒါပေမဲ့ဖူအန်ကလည်းသူတို့ရဲ့နီးပြမာကိုဆေးဘာကိုအထွက်မခံဘူးမခံတော့သူတို့ကလည်းတတ်တန်းထတ်တိုးမယ်ဆိုတော့ Forest Bank ကရှင်းတာက အဲ့ကိုထုတ်လို့ရောချင်းဝင်ပေးထားရတဲ့အချိန်မှာတစ်ဖက်မှာလည်း silver အတွက်15တန်းသုံးဖို့ကိုသူတို့မဖြစ်နိုင်ဘူး။နောက် Marco Silva က2023ကမှစာချုပ်သိချုပ်ထားတယ်။58နှစ်ရွယ်ရှိတဲ့သူ့ရဲ့စာချုပ်ကကြံသေးတယ်ဆိုတော့ Northern Forest ကနောက်ဆုံးမှသူ့ကိုလက်လျှော့လိုက်တယ်။အဲ့ဒါနဲ့ Mancini ကိုလည်းသူတို့တွားစကားပြောတယ်။နောက်တကယ်တမ်းရွေးချယ်တဲ့ခါကျတော့ Sean Dyche ကိုသူတို့ရွေးချယ်ဖို့ဆုံးဖြတ်လိုက်တယ်။ဆိုတော့အခု Forest ကဒီ Sean Dyche ကိုနီးပြဖြစ်ခန့်တဲ့အခါမှာသူတို့ရင်းနီးပြဟောင်း အချပိုဆိုကိုကူတွက်ရောချင်းငွေပေးရတယ်အန်ချကအခုပြီးခဲ့တဲ့နွေရာသီတုန်းကမေလမှာယူရိုပါလီသူတို့ချန်ပီယံဖြစ်တဲ့မန်ချက်စတာယူနိုက်တက်ကိုနိုင်ပြီးတော့သူတို့ချန်ပီယံဖြစ်တဲ့အတွက်ထော်တန်ဟော့စပါအသင်းရှိကနေဘိုးနက်စ်အပြင်ကိုသူ့ကိုယာဒုကထုတ်လိုက်တဲ့အတွက်စပယ်စ်ကလည်းသူ့ကိုယော်ရတယ်တိုတယ်အပြစ်စပါရဲ့ကွန်ထရက်မှာသူနှစ်နှစ်ကြံသေးတယ်အဲ့နှစ်နှစ်ကြံတဲ့ကြောင့်တိုတယ်သူ6တန်းကျော်ရတယ်ဒါတနစ်ကိုဒါထော်တန်ဟော့စပါမှာသူရတဲ့ပတ်စံက sorry 8တန်းရတယ် ဒါအပြင်ယူရိုပါလိချန်ပီယံဖြစ်တဲ့ဘိုးနက်စ်က2တန်းနဲ့သူ10တန်းနီးပါးရတယ်။အန်ချကအရာကူမှာအခု Forest နဲ့သူ2နှစ်စာချုပ်ချုပ်ပြီးရောက်လာတယ်။ Northern Forest ကို2နှစ်စာချုပ်ရောက်လာတဲ့အချိန်မှာလေ Northern Forest ကိုတနှစ်3တန်းခွဲတနှစ်ကိုပေါင်း3တန်းခွဲနဲ့အပူဘိုးနက်စ်ကခန်းစားခွင့်တွေသူတတ်မှတ်ချက်တွေပြည့်ရင်နောက်ထပ်တန်းထပ်ရမယ်ဆိုတဲ့သဘောတူညီမှု Total 4တန်းခွဲ package ဒါပေမဲ့အခုလောလောဆယ်မှာ ါနှစ်နှစ်စာချုပ်ကိုသူ့ကိုယာဒုက36ရက်ကြာမှာထုတ်လိုက်တဲ့အတွက်ကြောင့်ဒါအန်ချ်ပိုဆိုကိုကူကအတူတည်းအနည်းဆုံးတော့ယူရိုပေါင်9တန်းရတယ်ဆိုတော့ဒီ9တန်းနဲ့10တန်းဒီပါနဲ့ဆိုအနည်းဆုံးတော့15တန်းနဲ့ဒီ18တန်းချာရတယ်ဒါကအန်ချ်ပိုဆိုကိုကူဒါပေမဲ့ Forest Boy တို့ view ကကြည့်တဲ့အခါမှာသူတို့ လောလောဆယ်မှာခန်းစစ်ပူပြီးချစ်ချစ်လေးလေးရှိတဲ့နီးပြားကသူတို့အတွက်ပူအသင့်တော်ဆုံးဖြစ်မယ်။အန်ကြတော့လေတိုက်စစ်အရန်ဆင်နေအဓိကနူနိုအက်စပီတိုဆန်တိုရဲ့အသင်းကခန်းစစ်အရန်ကောင်းနေချစ်လိပြီးတော့မှသူတို့ကသူတို့မှာ quality player တွေနဲ့ကစားတာ။သူတို့သူတို့ကအဲ့ဒါကိုကြည့်တဲ့ကြောင့်သူတို့က Roberto Mancini ကိုလည်းခေါ်တာခေါ်ဖို့ခတ်တယ်။ခေါ်ဖို့လေကြိုးပမ်းခဲ့တယ်ဒါပေမဲ့ဖြစ်နိုင်ခြေကရှုံတိုက်ဖြစ်တယ်ဆိုတော့ Northern Forest ကဒါသူတို့ရဲ့နီးပြားဖြစ်ရှုံတိုက်ကိုခါပူစတဲ့လှုပ်ဆောင်ပြီးတော့ မချာမီမှာကြီးညာနိုင်တော့မှဖြစ်တဲ့အတွက်ကျွန်တော်ရှုံတိုက်တဲ့ကံတဲ့အသင်းဒီမချာဘူးသူကပိတ်ကံတဲ့အသင်းဘန်လီမာရောအေဗာတန်ပါရောဆိုတော့ဒါအခုလက်ရှိမှာ Forest ရဲ့ဒါအတွက်တက်တော့ဒါနီးပြတဲ့ရှုံတိုက်ကိုခံတော့မှဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်